မြတ်စွာဘုရားကတရားဆိုတာဖရားပဲလို့ပြောခဲ့တယ်လေရှင်ဝဂဏိဟောတော်ဘုရားမြတ်စွာဘုရားကယောဓမ္မပတ္တိသောမပတ္တိဓမ္မကိုတွေ့မှငါ့ကိုတွေ့မှမင်းဓမ္မကိုတွေ့မှငါ့ကိုတွေ့မှငါနဲ့တွေ့မှလည်းဓမ္မဆိုတာသိမှလားရှင်နနာကိုမှားခဲ့တဲ့တကားတစ်ခုဆိုငါပြိဋိဘံဆံသွားလို့ရှိရင်ငါဟောခဲ့တဲ့ဝိနည်းရပြည့်ညက်ခဲ့တဲ့ဝိနည်းရနဲ့ဟောခဲ့တဲ့ဓမ္မတွေဟာ မင်းတို့ရဲ့ဆရာပဲဆိုရင်မြတ်စွာဘုရားက success အနေနဲ့ယာဓုဆက်ခံမို့ရပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မဝိညာဉ်ကိုလည်းရွေးခဲ့တာဖြစ်တယ်အခုခေတ်ကျတော့လူကိုပဲရွေးကြတယ်လေသမဏတူငိမ့်စားယူသွားရင်နောက်သမဏပုဂ္ဂိုလ်ပဲမဟုတ်လားဥက္ကဋ္ဌတယောက်ငိမ့်စားယူသွားရင်နောက်တက်တဲ့လူကလည်းဥက္ကဋ္ဌပဲမဟုတ်လားအဲ့ဒါလူလောကလူတွေကတော့ပုဂ္ဂိုလ်ပဲရွေးတာ မြတ်စွာဘုရားကပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မကိုပဲရွေးခဲ့တယ်ဒါကိုဆက်ဆက်ဆံလို့ခေါ်တယ်ယာရုဆက်ခံသူမြတ်စွာဘုရားယာရုဆက်ခံတာဘယ်သူလဲလို့မေးရင်ဓမ္မဝိနည်းအား